အခုပြောပြီဒေသနာဘာလဲလဲနှစ်မျိုးတစ်ခုကနှိတ်ကိုပြီးတော့ပြောတယ်အဲဒီနှိတ်ကိုပြီးပြီးတော့ပြောတဲ့ဒေသနာကိုနေကမှုကဒေသနာလို့ဆိုပါတယ်ချီးမြောက်ပြီးပြောတဲ့ဒေသနာကိုပကမှုကဒေသနာလို့ဆိုပါတယ်ရပြီအချင်းချင်းမှတ်ခဲ့ဒါဒေသနာကိုဒီဆို ပြောပြီးသွားပြီပြီးတော့မှဒေသနာ၃မျိုးတိက္ခာ၃မှာရှိတယ်တစ်ခုကဝင်းဒီဒေသနာတစ်ခုကသုတ်တန်ဒေသနာတစ်ခုကအဘိဓမ္မာဒေသနာ ဝိနည်းဒေသနာကဒါမလို့ရလို့အာနာနဲ့အမိတ်နဲ့ဒါလို့ရင်ဒါဖြစ်စီလို့အမိတ်အာနာပေးလိုက်တယ်အဲ့ဒါဝိနည်းဒေသနာရပြီတုတ်တန်ဒေသနာက ူကကျွန်တော်တုတ်တံဒေသနာကတော့စွန်ဂျူ၅မျိုးတို့ကရင်လူရင်ပါရမယ်လို့ဝေါ်ဟာရဒေသနာလူတွေရဲ့အကြိုက်အလိုက်တွေကိုဖះရှင်ကလူတွေရဲ့ဇယိုက်တွေလူတွေရဲ့အသည့်တွေအဲ့ဒါတွေအကုန်လုံးအလိုက်ထိုက်လိုက်ပြီးခေါ်ဖို့အတွက်ထားတဲ့ဒေသနာကိုတုတ်တံဒေသနာဝေါ်ဟာရလူတို့အသုံးနှုန်းနဲ့ခေါ်တယ်သင်ငန်းလူရင်ပါရရမယ်စွန်ရင်လူရင်ဘယ်လိုလုပ်ရမလဲအကြောင်းလူရင်ပါရရမယ်အဲ့လိုတွေနဲ့ခေါ်တာဝေါ်ဟာရဒေသနာအဘိဓမ္မာကိုတော့ပရမတ်ထဒေသနာလို့ဆိုတယ်ဘယ်သူမှနာမမထောက်တော့ဘူးရုပ်ရှိတယ်နာမ်ရှိတယ်ဆရာတော်ကြီးလောဘရှိလဲအပြစ်ပဲ။ ကိုရင်လေးလောဘရှိလေအပြစ်ပဲဆရာတော်ကြီးဒေါသဖြစ်လေအပြစ်ပဲဒါတော့ဆရာတော်ဘုရားကြီးမလို့တိပိဒါကြီးမလို့အက္ခဘာပါဏိတာမလို့တန်ခါနာကအုပ်မလို့အဲ့လိုမရဘူးအဘိဓမ္မာတရားမျက်နှာမလိုက်ဘူးအဲ့လိုမျက်နှာမလိုက်ပဲဟောတဲ့ဒေသနာကိုပရမထဒေသနာ၃ခုဝိနည်းလို့ခေါ်တဲ့အာနာဒေသနာသည်သီလပြဋ္ဌာန်းတယ်တိလကိုချိုးပေါက်တဲ့အခါမှာတိလပြတ်သွားတဲ့အခါမှာအာနာပေးရတော့ဗစီကန်းချိုးပဲလို့ တိရဆိုရင်စီကံစီကံချိုးပြတာဖြစ်ရင်ဒါမလို့ပါဆိုရင်သူ့ကိုပြစ်ဒဏ်ပေးတဲ့ဒေသနာမျိုးကိုဝင်ပြီးတော့တတိလနဲ့တိလအခြေခံလိုက်တုတ်တန်ဒေသနာကကျတော့တမာတိစူးစူးဆိုက်ဆိုက်နဲ့စိတ်တီတီငြိမ်ငြိမ်နဲ့နားထောင်ကျင့်သုံးရမယ့်အရာများဖြစ်တယ်။အဘိဓမ္မာဒေသနာကကျတော့ပညာသိက္ခာဖြစ်သွားတယ်။သူကတော့ထိုးထိုးထွန်းထွန်းနဲ့သိရမယ့်လုပ်ငန်းဖြစ်သွားတယ်။ဟောဒါရင်စီကံလိုက်နာရမယ့်အရာရယ်တီချီရမယ့်အရာရယ် ထိုးထွင်းသိရမယ့်အရာရဲ့လို့ဒေသနာအရင်မှာသူ့အလေးနဲ့သူရှိတယ်စနစ်ကိုကြားရတယ်ဒါဖြင့်အဲ့ဒီဝိနည်းတော်တွေတိုင်းလိုက်နာမယ်အဲ့ဒီသုတ်တန်တွေသမာဓိတွေလိုက်နာမယ်အဘိဓမ္မာရဲ့ပညာတွေကိုကျိုးစားရင်ဘာတွေရမလဲမေးလို့ရတယ်ဝိနည်းသုပရိပန်သောသီလသံပရဏိတယသီလသမ္ပတိနေတယတိတ်သောဝိဇ္ဇာပါဖို့နာတိဟောအဲ့ဒါအခုရွတ်လိုက်တဲ့ပါတီလေးကိုဓမ္မစရိယမရခဲ့သေးပါဘူးစာမတက်သေးပါဘူး ကဘာရေးမဟာပါဒနာလှိုင်ကူးပြီးတော့တည်းမှာတိမိကအရှင်မြတ်တွေကိုဩဝါဒပေးနေတယ်မင်းကုန်းဆွေတော်ဖခင်ရွတ်တဲ့အရာလေးကိုမတက်တည်းရက်ပြီးတော့1342ခုနှစ်ကနေခေါင်းထဲထည့်ခဲ့တယ်။ဩကောင်းလိုက်တာဆရာတော်ကြီးကတချို့ကလည်းအဲ့လိုမင်းကုန်းဆွေတော်ကြီးကလုတ်ပြအောင်ဆိုတော့ကောင်းလိုက်တာလို့တိပိတွေကတရတိပိတွေကပဏာဂါရီက တိပိရိကကောဝိတာစပြံဝဲကိုကြွတော်မူလာကြတဲ့သင်္ကတော်စတင်သားအရှင်မြတ်တို့ဖရာနော်နော်ထောင်ကပိုင်းကုန်းတွေကိုအမလီဖြည့်ရင်လိုက်တာလို့ဒီဒီထဲမှာအဲ့လိုစာတွေချက်ပြီးလို့ဖြည့်အဲ့ဒီအာယုံရှိခဲ့တာအရှင်မြတ်တို့သည်စံမဝဲဖြည့်သည်ကိုပတ်တော်မမူကြပဲဝိနည်းကိုဖြည့်သောအရှင်တို့သည်ဝိနည်းဝိနည်းသုတ်ပရိပန်သောသီလသမ္မတ္တိနေတရာတိတ်သောဝိဇာပါပုနာတိဝိနည်းပိဋကကိုဖြည့်တဲ့အရှင်တို့သည်ထိုဝိနည်းပိဋကနဲ့လာသော သီလပြည့်စုံခြင်းကိုအကြောင်းပြုပုပ်ပေနိဝတဉ္ဇံဒိဗ္ဗစကုဉ္ဇံအာတပကဉ္ဇံပုတိအာဉ္ဇံသုံးပါးကိုရရှိစေတာဖြစ်ခြင်းကြောင့်ထိုဉ္ဇံသုံးပါးရဲ့ရရှိကြောင်းဖြစ်သောသီလတိတ်ခါတွေပြည့်လင်နေတဲ့ဝဏ္ဏတော်ကြီးကိုကြက်မှတ်နေတယ်ဖြည့်ဆူနေတယ်လို့မှတ်တော်မူကြပါအရှင်မြတ်တို့ဖရာဟာကုန်းလိုက်တော့ရောတုတ်တေတုတ်တုတ်တေတုတ်ပရိပန်သောတမာတိတံပရဏိဒာယစပိညာပါပုဏ္ဏတိတုတ်တံပိရိကကိုဖြည့်ဆူတော်မူတဲ့အရှင်မြတ်တို့ကလည်း အဘိညာဉ်6ရက်ကိုရာချောင်းဖြစ်တဲ့တမာတိနဲ့ပြည့်စုံရင်အဘိညာဉ်ချက်ရောရမယ်။ဒါကြောင့်မလို့အဘိညာဉ်6ရက်ရာချောင်းဖြစ်တဲ့တမာတိသိခါတွေပြထားတဲ့တုတ်တံပိရက်ကိုကြက်မှတ်သင်ယူဖြည့်ဆူတယ်လို့မှတ်တော်မူကြပါရှင်တို့ဖခင်။အဘိဓမ္မေသုပ္ပရိပန်သောပညာသံဗရဏိတယဆရသောပရိသံပိဒါပါပုဏ္ဏတိ။အဘိဓမ္မာကိုဖြည့်ဆူကြတဲ့အရှင်မြတ်တို့ကလည်းပရိသံပိဒါရာချောင်းအခြေခံဖြစ်သောပညာနဲ့ပြည့်စုံမှုဖြစ်ပညာတွေပြည့်လျင်နေတယ်အဘိဓမ္မာပိရက်ကြီးကို သင်ယူနေတယ်ကြက်မှတ်နေတယ်ဖြေးဆိုနေတယ်လို့မှတ်တော်မူကြပါကုန်အရှင်မြတ်တို့ဖရာလို့ခေါင်းနဲ့ထည့်ခဲ့တာအဲ့ဒီတုန်းက1342ခုနှစ်ကတိပိဋကစပြံပွဲမှာတိပိဋကတရဓမ္မပန္နာဂရိကဖြစ်တော်မူသောကျေးဇူးတော်ရှင်မင်းကြီးဆရာတော်ဘုရားကြီးပြောတာကိုဒီနေ့ပြောပါတယ် ဒါပေမဲ့ဝီနည်းကိုဝီနည်းကိုချီညိုလိုက်တယ်ဆိုရင်သီလနဲ့ချီညိုပြီးသားဖြစ်ပါတယ်အကျိုးအာနိသင်အားဖြင့်ဝိဇ္ဇာ၃ပါးရနိုင်ပါတယ်သုတ်တန်တရားတွေကိုချီညိုလိုက်ရင်တမာတိနဲ့ပြည့်စုံမယ်အကျိုးအားဖြင့်အဘိညာဉ်ချောက်ရပါမယ်အဘိဓမ္မာကိုချီညိုလိုက်တယ်သင်ယူလိုက်တယ်ဆိုရင်ပညာနဲ့ပြည့်စုံရင်ဖြစ်ပါလိမ့်မယ်အကျိုးတရားအားဖြင့်ပရိသင်္ဘိတာ၄ပါးရနိုင်ပါတယ်ပြီးသွားပြီအစီအစဉ်နှစ်ပြီးသွားပါပြီ